မပြိတက်ကြီးကိုအခုပြပြချင်တဲ့တင်ရတော့သခိုင်းမှာလာလှူတဲ့အလူရှင်တွေဘောနော်ဒီနေပူပူကြီးအောက်မှာပြန်ပြီးတော့ရေခဲเจ้าလှူနေတဲ့ဒီအကိုအเจ้าလည်းဘောနော်အကုန်လုံးတိကြမယ်လို့ထင်ပါတယ်ဆိုတော့သူ့ရဲ့ ပေါ်တော့ဒီအကြောင်းအရာလေးကိုပြပြချင်ပါတယ်ဆိုတော့ဒီကိုရဲ့နာမည်ကတော့ကိုရှိုင်းစော်ဆိုပြီးတော့တည်ရတယ်ပေါ့နော်စကားလည်းတိတိကျကျလဲလဲဝဝမပြောတတ်ဘဲနဲ့ရိုးတယ်လို့ပြောပါတယ်နောက်ပြီးတော့လို့ရှိရင်အဖေအရင်အမေအရင်မိသားစုအရင်မရှိဘဲနဲ့တယောက်တည်းသမားဖြစ်ပြီးတော့မွေးစားအဖေရှိရလို့လည်းတည်ရပါတယ်နောက်အိမ်ပိုင်လည်းမရှိဘူးပေါ့နော်အိမ်ကားနေရတယ်လို့တည်ရပါတယ်စကိုင်းရွှေမင်းဝင် ရက်ွက်ကကျွန်တော်လမ်းနဲ့မှလို့သူရဲ့လိပ်စာလို့ပြောပါတယ်အသက်ကတော့29နှစ်နာမည်ကတော့ ော်ကိုရှိုင်းဆိုဖြစ်ပါတယ်ဆိုတော့သခိုင်းမှာမိုးရွာတဲ့အချိန်မှာတော့မာရေခဲကြအောင်အလူမပြတ်ဘူးပေါ့နော်နောက်သူကရေခဲတော့ဆက်လူမယ်ဆိုလို့ရှိရင်လည်းအဲဘောနော်သူလက်ခံမယ်ဆိုပြီးတော့ပြောတဲ့အကြောင်းကိုဒီဆိုရှယ်မီဒီယာမှာတင်ထားတာလေးလည်းတွေ့ပါတယ်။ရက်သေးရက်ရှိမိုးရွာကြီးလောက်တဲ့ဝေနေတာကအဓိကဝေဖို့အစိတ်ပဲရှိရလေကုသိုလ်လို့ဟိုလုံးပဲအစိတ်ပဲရှိရကျွန်တော်တော့မရှိပါဘူးအဲ့လိုမျိုးရယူခြင်းနဲ့စိတ်ရှိပါဘူး။ အဲ့တော့ဆယ်နှစ်လောက်ကျော်ရှိတော့ဘယ်လိုဘယ်လိုကုကုလောက်မတွင်းပြီဘယ်လိုမျိုးလေးလူမိမဲလောက်ဟိုပါဘယ်လိုဟိုပါလူချင်းတဲ့စိတ်ကများလာပေါ့ပူတယ်ပူတယ်လေးကြတယ်ဦးတော့ပူတော့လူတွေကအေးတဲ့ဟာမှမစားလေမစားလာလဲကြားနေပြီလေဒီငလင်ကြောင့်မိကမလာဘူးလေမလာတော့လူဖြစ်တာဒါလေးအေးတဲ့ဟာမပါဘူးပေါ့နော်လူတာကဒီရလေးကျွန်တော်စိတ်ကူးပါပြီဒါလေးလူဖြစ်လိုက်တော့အတိုင်းမကြိုက်ဘူးတော့တော်တော်ပြောပါလေကျွန်တော်ဖြစ်ပါတယ်ကျွန်တော်ရေလိုအေးလိုပန်းလိုမေးပါစေပေါ့နော်အဲ့လိုဒီတဲ့မကလူနိုင်ပါစေအဲ့လိုမျိုးပေါ့ ောက်တဲ့လူနိုင်ပါစီတော်တော့အဲ့လိုမျိုးအများကြီးပြောမှာကြောက်တာပဲကြောက်တာရေကားပဲပေါ့နော်အဲ့ပဲအများဆုံးလူတွေအဲ့ပဲဖြစ်တဲ့ပဲပေါ့အဲ့လိုစလူလာမနေ့ကဆယ်နာရီရလေးစလိုက်တာပါညနေညနေမှာဒီကောက်ဝင်နေရတော့ရပါတယ်ဒီတယောက်တည်းဆိုတော့လေအဲ့လိုမျိုးရရပါတယ်ရဲ့မှာသမီးဘိုးတုံးတော့ပေးရတာပါအဲ့ဒါဆိုတော့ကိုတက်ကအဆင်ပြေပါတယ်အဲ့လိုမျိုးကျွန်တော်ဒီမှာတော့ဒီမှာနေရဆိုတော့ဘာဘာမှတော့မဖြစ်ဒီမှာဒီကအခုရေခက်ဆက်ပါနော်သူနေတဲ့နေရာပေါ့အဲ့ဒါလည်းဘာမှဖြစ်ပါဘူးသူတို့စိတ်ကြောက်လို့တူးတူးလေးကြည့်ပြီးတော့ ဒီဈေးကဈေးမရောက်ရဘူးသူတို့ရှိရပုံစံနဲ့မရောက်ဘူးအဲ့လိုမျိုးသူတို့လေးအေးပါစီတော့ဆိုတော့ဟိုစိတ်ကအမြဲတမ်းရှိပါတယ်အဲ့လိုမျိုးနောက်ပြီးသွားလို့ရှိရင်ဒီပေါ်တော့ဒီရေခဲကြောင်းတဲ့အကိုကိုဟိုဂုံပြူစုငွေအပ်ပေးခဲ့ပေါ်တော့ရုံးဝယ်ဒီစိန်ဆိုင်ကဂုံပြူစုငွေကိုလည်းငလင်ပေးတင်ပြည်သူတွေအတွက်ကိုပြန်လဲလူတန်းလိုက်တယ်လို့သိရပါဗါးဆိုတော့ဒီလိုမျိုးပေါ်တော့ဟို အားလုံးအဆင်မပြေဖြစ်နေတဲ့အချိန်မှာဒီလိုစိတ်သက်လေးရှိရာအယံမုံမြတ်တယ်ပေါ့နော်ဒီလိုမုံမြတ်တဲ့စိတ်ဓာတ်လေးကြောင့်ပဲလူတွေပိုတည်လာပြီးတော့သူ့ဘဝလည်းပိုပြီးတော့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်မရှိလို့မလူပေါ့နော်မလူလို့မရှိဆိုတဲ့စကားမဟုတ်ဘဲနဲ့မရှိပေမဲ့လည်းရှိတဲ့အရာလေးကိုမုံမမမြတ်နဲ့လူတဲ့အတွက်အယံလဲကုန်ယူရလို့ပြောချင်ပါတယ်ရှင်စားစားအေးအားအဆင်ပြေချုံးပေးပါစေကိုကြီး ဒီထက်အများကြီးလှူချင်တယ်လဲလှူနိုင်ပြီးတော့ဒီထက်အများကြီးဈေးရောက်လဲကောင်းပါစေအဲဘဝခီးလဲအဆဆအေးရအမြဲတမ်းအစီအမင်းချောမွေ့ပါစေဒီလိုမျိုးပေါ့နော်အာဒီအကိုကိုဆိုင်စော်လိုလိုမျိုးနောက်ပြီးသွားလို့ရှိရင်ဖတီးမားလိုလိုမျိုးပေါ့နော်အဲအလှူရှင်လေးတွေပေါ်လာတာလဲအရန်ကိုဂုံယူဖို့ကောင်းပါတယ်ဆိုတော့အဆဆအေးရအာပကြတဲ့နေရခင်မှာပေါ့နော်အတက်တေးရကိုညီနေရလဲမြင်ရတဲ့အတွက်အရန်ဝမ်းတာပါတယ်